အသက်20အရွယ်ကစလို့တော်လိုင်းတာဝယ်များကို၄နှစ်ကြာထမ်းဆောင်ပြီးတဲ့နောက်တက်စိတ်မူရဲဘော်ပေါ့ဆာကြာဆုံးခဲ့ကင်းဒီပြည်နယ်မိုးပြဲမြို့တနေရာမှာအချမ်းဘတ်စစ်ကောင်စီတပ်ကိုခုခံတော်လှန်တိုက်ခိုက်ရင်းကြာဆုံးခဲ့တဲ့ရဲဘော်ပေါ့ဆာရဲ့ဇာပနာအခမ်းအနားကိုပြည်သူလူမျိုးရေးတအူ PNF ကကျင်းပပေးခဲ့တာလေဖြစ်ပါတယ် ပြည်သူလူမျိုးရေးတအူး PNF ကတဆိုင်မူရေပေါ်ပေါက်ဆက်ဟာ2025ခုနှစ်မတ်လ2ရက်နေ့နေ့လယ်ပိုင်းကမိုးပြဲမြို့တနေရာမှာစစ်ကောင်စီတပ်ကိုမာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူလက်တွဲတိုက်ခိုက်ရင်းမြင့်မြတ်စွာအသက်ပေးသူကြဆုံသွားကြရတာပဲဖြစ်ပါတယ်။ရေပေါ်ပေါက်ဆက်ဟာကြဆုံချိန်မှာတော့အသက်24နှစ်အရွယ်သာရှိနေသေးပြီး ပြည်သူလူမျိုးရေးတဦးမှာအသက်20အရွယ်မှစတင်ပြီးတာဝန်ထမ်းဆောင်ခဲ့ကာကြာဆုံးချိန်အထိ၄နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ကြာဆုံးရဲဘော်ရဲ့ပင်ပန်းဆင်းရဲမှုတန်ခံနိုင်မှုရဲရင်မှု အမိတ်နာခံမှုစွန့်လွတ်ပေးဆက်နိုင်မှုလူမှုကိုအလုတ်ကျွေးပြုမှုတို့ကြောင့်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူရသလို ကြာဆုံးရေဘော်ရဲ့စိတ်ဓာတ်နဲ့အစင်လာကိုဆက်ခံပြီးတော်လန်ရေးပြီးဆုံးသည့်အထိဦးလဲမတုံကိုကျိုးစွန်ကဆက်လက်ကြီးကျက်သွားပါမယ်လို့ဂတိတစ္ဆာပြုအပ်လိုက်ပါကြောင်းပြည်သူလူမျိုး၏တဦး PNF ကထုတ်ပြန်ထားကြရလေဖြစ်ပါ၏လူငယ်လေးတယောက်တိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းဖက်စစ်အာဏာယူရကြောင်းကြာဆုံးသွားကြရပြန်ပြီ။ ဒီလိုတန်ဖိုးရှိတဲ့လူငယ်တွေကို ဆုံးရှုံးရတာအင်မတန်ဝမ်းနည်းနာကျင်စရာကောင်းလွန်လာပါတယ်။ခေတ်အဆက်ဆက်ကလူငယ်တွေဟာအာနာရှင်အဆက်ဆက်ကိုတော်လန်ကြရင် အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့အခါမှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တီကဒွေကောင်းအာဇာနည်ရဲ့ဖြစ်ကပီးမော်ကိုမှတ်တမ်းတင်ထားရမှာလည်းဖြစ်ပါတယ်။အမေရောကန်ဒွေကောင်းတွေကိုကျွန်တော်တို့အားလုံးမေ့မသွားကြဖို့လိုအပ်ပါတယ်။ ူတို့ရဲ့အတက်ခန္ဓာကိုယ်တွေကိုပေးဆက်စွန့်လွှတ်ပြီးမှရခဲ့တဲ့တော်လန်ရေးကိုလည်းကျွန်တော်တို့တန်ဖိုးထားကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလည်းမျိုးတော်လန်ရေးဟာအလွယ်တကူနဲ့မရတဲ့အကြောင်းတန်ဖိုးရှိတဲ့အတက်ပေါင်းများစွာကိုပေးဆက်ခဲ့ပြီးမှရခဲ့ကြအောင်။တမိုင်းရဲ့စာမျက်နှာတွေမှာထင်ကျန်ရစ်စေခြင်းလိုပဲဖြစ်ပါတယ်။မောင်မြတ်သူမှရိုက်ဖို့ခြင်းတော်နေတော့မိတ်ဆွေတော်နေပြီတော့ လေးနဲ့စွာနှုတ်ဆက်လိုက်ပါရယ်ခမရရဲ့ဂုံအထူးကိုဥညွတ်နေပါလေခေကာပြစ်ခဲ့တဲ့ကြီးစံတွေ ကျုပ်တို့ငယ်ဘဝကို ထုတ်ချင်းခတ်ခဲ့တဲ့အကြောင်းတွေးမတိတ်တဲ့အတိတ်တွေအကြောင်းပြန်ပြောင်းတွေးရင်ကြံ့ရပါမယ်ခမရဟာလှေလော်နေတော့တက်ချိုးခံရသူအညွန့်တလူလူမှာတင်းသက်ခံရသူမနေတဲ့တဲ့သူတွေကြောင့် မကြွေသင့်ပဲကြွေခဲ့ရတဲ့သူဖြစ်တယ်။လန်ခုလက်မှာထွက်သွားခဲ့ပေမဲ့ခမည်းဟာမိသားစုရဲ့ချစ်ချင်းမေတ္တာမိဆွေတွေရဲ့အမတ်တညာအဖိနှိတ်ခံတွေရဲ့ရုန်းကန်မှုမှတ်ဉာဏ်ဖြစ်တယ်။ကြွေသွားတဲ့ကြယ်တွေအကြောင်းပြောရင်ခမည်းအကြောင်းကိုကျုပ်တို့ပြောဖြစ်မယ်။ဒီနိုင်ငံကတင်ခဲ့တဲ့အကျွေးတွေအကြောင်းပြောရင်ခမည်းအကြောင်းကိုကျုပ်တို့ပြောဖြစ်မယ်။ တောင်းနေတော့မိတ်ဆွေတောင်းနေပြီတော့ကြေကွဲဝမ်းနေစွာနှုတ်ဆက်လိုက်တယ်ရှင်တန်မှုမှာဆက်လက်ရုန်းကန်ပါမယ်မောင်မြတ်သူအဖေနေချံပြည်သူနဲ့တူတရားရဲ့ဘက်ကနေလက်နက်ကင်ကြော်လန်ရင်းမိမက်စွာအသက်ပေးသူကြဆုံးသွားကြရတဲ့ပြည်သူလူမျိုးကြီးတအူး PNF ကတဆိတ်မှုရဲဘော်ပေါက်ဆာအား ကျွန်တော်တို့ support video ရဲ့မြန်မာမှာလည်းအလေးနီဗျူမှတ်တမ်းတင်လိုက်ရပါတယ်။ရေပေါ်ရဲ့စွန့်လို့အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုက်တဲ့မိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရေပေါ်တို့ကောင်းရာသူကတိလာပါစေ။ဖက်စစ်အကြမ်းဖက်စစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုရင်းမျိုးဦးတော်လည်းအိမ်မှာ ကြဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုကြေကွဲဝန်းနေဂုံယူလေးစားခြင်းများစွာဖြင့်အလေးညီပြုမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။ Support PDF ရဲ့မြန်မာ YouTube Channel ကို ကြည့်ရင်တော်လန်ရေးမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ရဲ့မြမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်